မရိကန်နိုင်ငံပြည်ပမှာထုတ်လုပ်တဲ့ iPhone တွေကိုစီးကြက်ကုန်25ရာခိုင်နှုန်းကောက်ခံမယ်လို့တောင်းနေထွန်းကချင်းချပါတယ်။မရိကန်နိုင်ငံပြည်ပမှာထုတ်တဲ့ Apple ရဲ့ iPhone တွေစီးကြက်ကုန်25ရာခိုင်နှုန်းထက်မနည်းကောက်ခံမယ်လို့မရိကန်သမားထွန်းကချင်းချလိုက်ပါတယ်။ဒီအကြောင်းကို Apple ရဲ့မှုဆောင်ရရှိချုပ်တင်ကုတ်ကိုအကြောင်းကြားထားကြကြပြီးလို့တောင်းနေထွန်းကပြောပါတယ်။မရိကန်မှာရောင်းချမဲ့ iPhone တွေကိုအိန္ဒိယနဲ့တခြားနေရာတွေမှာမဟုတ်ပဲမရိကန်နိုင်ငံမှာသာထုတ်လုပ်ဖို့ပြောင်းလဲနေလို့သူကဆိုပါတယ်။တော်နေထွန်းရဲ့စီးကြက်ကုန်ကောက်ခံမှုကိုရှောင်ရှားဖို့ မေကန်မှာရောင်းချတဲ့ iPhone များစုကိုတရုတ်မှာမဟုတ်ဘဲအိန္ဒိယမှာထုတ်ပဲလို့ကရင်ကော့ကပြောပါတယ်။မေကန်မှာ iPhone ထုတ်မယ်ဆိုရင်လောကခါတွေများပြားလို့နဲ့တော့ iPhone စီးလုံးတွေမြင့်တက်လာဖို့ရှိတယ်လို့ဘန်ဒိုင်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ပြောပါတယ်။ဒါဆိုရင် iPhone ရဲ့ဈေးကွက်ဟာပြတ်သွားတော့ပါတယ်။ iPhone ကိုဘယ်သူမှမဝယ်နိုင်တဲ့အခြေအနေထိတော့မှဖြစ်သွားနိုင်ပါတယ်။ iPhone ကလူတန်းစားတစ်ခုအတွက်တိကျစွာဖြစ်ပြီးဈေးကွက်လည်းတော်တော်လေးကိုကျဆင်းတော့မှာပါ။ iPhone ရဲ့စီရတင်ဖို့ကတော့ဒီကိစ္စဟာမလို့လားအဲ့တဲ့ကိစ္စဆိုပြီးတော့တော်တော်လေးစိတ်တော်ကရောက်နေပါတယ်။သမလားထိုင်အဲ့ဒီလိုမျိုးကျင်နေပြီးတော့ iPhone ရဲ့ store share စီနှုန်းတွေလည်းပြုတ်ကျနေတယ်လို့သိရပါတယ်။ဒါအပြင်သမလားထိုင်ဟာဥရောပသမဂ္ဂကိုလည်းဇွန်လတည့်နေ့မှာစတင်ကပြည်ပအတွင်းကိုတင်ပို့မှု90ရာခိုင်နှုန်းတိုးမြင့်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။အင်ဖြူရောနဲ့စုံမှုဟာလုံလောက်တဲ့အနေထားမရောက်ခဲ့တဲ့အတွက်ကြောင့်ထိုင်ကဥရောပသမဂ္ဂကိုခွန်တိုးကောက်မယ်လို့ ပြောတာဖြစ်ပါလေ။ထရက်ရဲ့ကုန်သွယ်ရေးစစ်ရက်ဆိုင်မှုပြန်လည်စတင်တာဟာဈေးကွက်စီးပွားရေးနဲ့သုံးစစ်သူတွေကိုလှုပ်ခတ်စေမှာဖြစ်ပြီးကမ္ဘာစီးပွားရေးအကြဘက်ကိုရောက်လာမဲ့ဆိုရမှုတွေလည်းမြင့်တက်ခဲ့ပါလေ။ထရက်ဟာကားကုမ္ပဏီတွေဆေးဝါးကုမ္ပဏီတွေချစ်ပြားထုတ်လုပ်သူတွေအဘက်ကုမ္ပဏီတို့ကိုပြည်တွင်းမှာအထောက်အပံ့မှုတွေပြုလုပ်ဖို့ဖိအားပေးနေတာဟာနောက်ဆုံးစင်အောင်ရောက်နေပြီဖြစ်ပါလေ။ ဒါပေမဲ့ American Hasmat ဖုန်းထုတ်လုပ်မှုအများပြားမရှိမိပေမဲ့ American မှာဖုန်းသုံးဆွဲသူတွေဟာတစ်နှစ်ကိုတန်း60ကျော်ရှိပါလိမ့်။ iPhone ထုတ်လုပ်မှုကိုနေရာပြောင်းလိုက်ရင်တော့ထုတ်လုပ်မှုကပိုတက်လာချေရှိပါလိမ့်။ခန်းက Apple ကိုအခွန်တိုးကောက်မယ်လို့ပြောတာဟာ Samsung ပါဝင်တခြားဖုန်းထုတ်လုပ်သူတွေကိုလည်းအခွန်တိုးကောက်မှာပဲဖြစ်ပါလိမ့်။ခန်းကဥရောပသမဂ္ဂဟာ American ပေါ်ဆက်ဆံရေးဆိုတာကြောင့်လည်းဥရောပအမေရိကန်ကာယဝန်ချမှုကိုလည်းကန့်သတ်မှုတွေလောက်ကြောင်းထပ်ပြောပါတယ်ကျွန်တော်ပြောနိုင်တာဘယ်လိုကစားရမလဲဆိုတာကျွန်တော်သိတဲ့ပုံစံနဲ့ကစားဖို့အချိန်ရောက်ပြီလို့ထွန်းကဆိုပါတယ် ။ဥရောပသမဂ္ဂကတော့အခွန်ချိန်ချမှုတွေကိုမှတ်ချက်ပြီးညှိဆိုထားပါတယ်။ဥရောပသမဂ္ဂ EU ကုန်သွယ်မှုကြေကဲမာရိုစီကိုဗင်းနဲ့အမေရိကန်တောင်းရှိသူဂျင်မီဆန်ကတော့ဖုန်းနဲ့ဆွေးနွေးမှုကိုစောင့်ဆိုင်းနေတဲ့အကြောင်းပြောထားတယ်လို့သိရပါတယ်။